ရှင်ပြဒီတော့တပည့်တော်တို့ငယ်တော့ဟိုတရားမှန်ဖို့ဆိုရင်ဖေခေါ်သွားလို့တရားဝဲတွေကိုလိုက်ခဲ့ပါဗျာအဲ့ဒီမှာဆိုရင်ခလေးဆိုတော့ဘယ်လိုပဲဖြစ်တရားဝဲမှာအိပ်ပျော်တဲ့အခါမျိုးလည်းရှိခဲ့ပါတယ်ဗျာအဲ့လိုမျိုးအိပ်ပျော်ခဲ့တာတပည့်တော်မှာဖြစ်ရှိလာဗျာဟိုဆရာတော်ဆံကောင်တွေမှာအာဘတ်တင်လာဗျာကျတော်ရရကိုအဲ့ဒီညနာမှာမဟုတ်ပါဘူးနော်အဲ့တော့အဲ့ဒီတဲ့သူကိုမြင်ရတဲ့သူ့ကိုယူရပြီးဟောနေရင်တော့ဆရာတော်အာဘတ်တင်မှာပေါ့အဲ့ဒီတဲ့သူကိုယူရပြီးဟောရင်တော့ ။မဟုတ်ပါတော့ဆရာတော်တွေကဒီပြိတ္တအများကြီးကိုဟောနေတာပေါ့။အဲကိုယ်တတိထားမိမှာတတိထားမိမှာပေါ့။သမင်းတကာဆရာတော်ကလည်းကိုယ့်ကိုမြင်တယ်။အဲ့ဒီအဲ့တဲ့လူကိုနာနာဖိဟောနေတယ်ဆိုရင်တော့ဆရာတော်အဘက်တင်တော့ပါနော်။အဲ့ဆရာတော်အဘက်တင်တော့ပါ။ဒါအဲ့တဲ့လူကိုမဟောကောင်းဘူးကောနော်။ဒါဘာမှပြစ်မရှိပါဘူး။ဒါတော့ကိုယ်ကကလေးပဲကော။ဆရာတော်လည်းဒါတတိထားမှာမဟုတ်ပါဘူး။ကျားဘာသာဥစ္စာတို့ပရိသတ်တွေအများကြီးရှိတဲ့ထဲမှာတယောက်တလေကအဲ့နေဒါပေမဲ့ကျားလူကိုပေါ့ယူရပြီးခေါနေရတာပဲလေခုနမြမဆရာကြီးလိုပေါ့ပရိသတ်တန်ကအများကြီးထိုင်နေတယ်အဲ့တော့သူခေါလို့မရအောင်အဲ့တော့တပားကိုထိုင်လိုက်တယ်အဲ့တပားကိုသူပြောပြတဲ့ပုံစံနဲ့ပြောလို့ရတယ်အဲ့လိုမျိုးပေါ့ ကဲကျွန်တော်တို့ဓမ္မချစ်ခင်သူတော်စင်အပေါင်းအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ညတော့ကျွန်တော်တို့ဆရာတော်အပ္ပယလင်္ကာရရဲ့ပေါ့နော်ဓမ္မအမေးဖြေလေးတွေပေါ့အားလုံးပဲလိုက်လံပြီးတော့나ယူမှတ်သားကြအောင်ဗျာကဲစလာအရှင်ဗျာဟယ်လိုဟယ်လိုအရှင်ဗျာဟိုဟာလေးဒီဖန်နန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုပြောရဲဆိုဟိုဟာလေပုံကြီးတွေကအရင်အေးတဲ့ဒေတာမျိုးတွေမှာဆိုရင်အဲ့လိုချဲကြီးတွေပါရောဝိတာအလာ ဖေဟာသူအခြေကတော့ဖဏန်းထဲမှာမပါဘူးကောခြေကတော့ဖဏန်းမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီကတော့မအပ်ဘူးလို့ပြောလို့မရဘူးနော်ခြေတော့ကျွန်တော်မအပ်ဘူးလို့ပြောလို့မရအောင်အကြောင်းချွတ်ဆရာတော်ကြီးဝင်းနီလေးစားတဲ့ဆရာတော်တို့ချွတ်လဲရှေ့စုတွေပါတယ်ဆွတ်တော့ရှိကြတယ်ပေါ့တော့ရှေ့စုကိုဖဏန်းထဲမှာမထည့်တာဘူးနော်ရှင်ပြဟောပါပေါ့တရားနာတဲ့ခံပါလေတခါကျရင်တချို့ရှင်ပေါ်တဲ့ဒေတာတွေမှာဆိုရင်အလိုရှင်အောင်နေပါနေတဲ့အတူတော့နာတော့ရတာမသိနော်ရှင်ရံပေါ်တဲ့ခါကျရပါတယ်ဘာမှမဖြစ်ပေါ့ရပါတယ်ရှင်အောင်နေတာလည်းရပါတယ် ပြီးတော့ဖဏတ်ကြတော့ဗျာဟိုတချို့အိမ်တွေမှာလေဟိုအဝတ်ဖဏတ်လိုပုံစံမျိုးလေးရှိအဲ့လိုမျိုးကြတော့အဆလာမသိဘူးသူကရဟန်းတော်တွေကအဲ့လိုမျိုးဟိုရှေ့ဘုံနောက်ဘုံဖဏတ်တွေကတော့မရှိတဲ့ဘူးပေါ့သူကရှေ့ခွနာလိုဘခွနာရှေ့ကဘွားပေါ့နော်ထိုးရတာမျိုးလားထိုးရအဲ့လိုမျိုးတော့မရှိတဲ့ပါဘူးရဟန်းတော်အမှန်စပါဘူးဆရာ တပည့်တော်တပည့်တော်တို့ငယ်တော့ဟိုတရားနာဖို့ဆိုရင်ဖေခေါ်သွားလို့တရားဝဲတွေကိုလိုက်ခဲ့ပါဗျာအဲ့ဒီမှာဆိုရင်ခလေးဆိုတော့ဘယ်လိုပဲဖြစ်တရားဝဲမှာအိပ်ပျော်တဲ့အခါမျိုးလည်းရှိခဲ့ပါဗျာအဲ့လိုမျိုးအိပ်ပျော်ခဲ့တာတပည့်တော်တို့မှာဖြစ်ရှိလားဗျာဟိုဆရာတော်ဆန်ကောင်းရင်းမအောင်အာဘတ်တင်လားဗျာဆရာတော်တွေကကိုအိပ်နေတာညနာမှမမို့ပါဘူးနော်အဲ့တော့အိပ်နေတဲ့သူကိုမြင်ရင်သားနဲ့သူ့ကိုယူရပြီးဟောနေရင်တော့ဆရာတော်အာဘတ်တင်မှာပေါ့အိပ်တဲ့သူကိုယူရပြီးဟောရင်တော့ဟောပါသော ဆရာတော်တွေကဒီပြိတ္တအများကြီးကိုဟောနေတာပေါ့အဲ့တော့ကိုယ်ကတတိထားမိချင်မှတတိထားမိမှာပေါ့သမင်းတကာဆရာတော်ကလည်းကိုယ်ကိုမြင်တယ်အဲ့ဒီအိတ်တဲ့လူကိုနာနာဖိဟောနေတယ်ဆိုရင်တော့ဆရာတော်အဘက်တင်တော့ပါနော်အဲ့ဆရာတော်အဘက်တင်တော့ပါအဲ့အိတ်တဲ့လူကိုမဟောကောင်းဘူးကောနော်ဒါကဘာမှပြစ်မရှိပါဘူးဒါတော့ကိုယ်ကကလေးပဲကောဆရာတော်လည်းဒါတတိထားမိမှာမဟုတ်ပါဘူးတခြားဘာသာဥစ္စာလို့ပြိတ္တတွေအများကြီးရှိတဲ့ထဲမှာတယောက်တလေကအိတ်နေဒါပေမဲ့တခြားလူကိုကိုယ်ယူပြီးဟောနေရတာပဲလေခုနကမြမဆရာတော်ကြီးလိုပေါ့ပြိတ္တတန်ကအများကြီးထိုင်နေတယ်အဲ့တော့သူဟောလို့မရအောင်အဲ့တော့တဘာကိုထိုင်လိုက်တယ်အဲ့တဘာကိုသူပြောပြတဲ့ပုံစံနဲ့ပြောလို့ရတယ်အဲ့လိုမျိုးပေါ့ ြစ်ဖြစ်နောက်တစ်ခါကျတော့တပည့်တော်တို့ကဟိုညောင်တော့ဘက်ကဖေဘယ်လိုနေမှာကျလို့ရှိရင်ပြေးရွတ်တယ်ဖေပြေးရွတ်တဲ့ခါကျလို့ရှိရင်လမ်းထိတ်မှာထွက်ပြီးတော့ရွတ်တာဖေမျက်နှာဆောင်တဲ့အချိန်ဒီလိုကစုံလားပြေးဒီပိုင်းရွတ်တယ်ဖေအဲ့လိုမျိုးရွတ်တဲ့အချိန်မိုးတွေအရန်ရွာတော့တပည့်တော်တို့ရွတ်တဲ့အခါမျိုးကဟိုအဝတ်တွေပါတယ်အကုန်လုံးစောင်းအုပ်ပြီးတော့နာနာခဲ့တယ်ဖေအဲ့လိုမျိုးကျတော့တပည့်တော်မှာပြည့်ရှိရလားဟိုဆရာရောအဘတ်တဲ့ခုနကတော့ဂီလာနာစင်းထဲမှာဝင်တာပေါ့သူကနေအရန်ပူလို့ထီဆောင်တယ် မိုးရွာလို့ထီဆောင်တယ်ဆိုတော့ဒါဓိလာနာသဘောဖြစ်သွားတာပေါ့နော်ဆိုရဟန်းတော်နေဆိုလည်းအဲ့လိုပဲလေဦးဇင်းတို့ဟိုခီမဆောင်ကောင်းမှုဖနဲ့မစီကောင်းမှုလေဝင်းနီတော်ရခီမဆောင်ရောက်ဖနဲ့မစီဒါပေမဲ့ခုနကတော့နေအရန်ပူတယ်မနေနိုင်ဘူးပေါ့နော်ခြေတော့ဒီပူမယ်ခေါင်းတွေပူတယ်ဆိုရင်ဒါထီဆောင်လို့ရတယ်ဖနဲ့စီလို့ရတယ်မြို့ရရတယ်မှာနော်အဲ့တော့ပုံမှန်နေထားစဉ်ကောင်းဖနဲ့မစီခီမဆောင်အောင်ဟုတ်တော့ခုနကတော့နေပူလို့မိုးရွာလို့ခြေတော့ဒီပူလို့နာစီဖြားမှာဆိုလို့ထီဆောင်တယ်ဖနဲ့စီတယ်ဆိုစီကောင်းတယ်အဲ့တိုင်းပဲတရားနာလက်စီသူတွေလည်းပဲ မိုးရွာလို့ကြီးဆောင်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါအဆက်ပါပဲအပြစ်မရှိပါဘူးကျေပါဗျာဒါဒီလန်နာစိတ်ထဲမှာတွင်းတာနေမကောင်းဘူးပေါ့ရှင်ဖျားရှင်ဖျားတပြည့်တော့တန်တန်သေးပါဗျာ တပည့်တော်ဖြောက်ရှင်းတာတပည့်တော်တို့ဟာတရားနာတဲ့ခါမှာကက်ဆက်ခွေလေးနဲ့တရားနာတတ်တာများပါတယ်ဗျာဟိုတပည့်တော်တို့ဆိုမနေ့ပိုင်းလမ်းလျှောက်တယ်ဆိုရင်လမ်းလျှောက်နေတဲ့အချိန်နာရီဝက်တနာရီအတွင်းမှာအလကားအချိန်တွေအတွေ့တွေများနေမှာဆိုလို့ဆိုပြီးတော့တရားကက်ဆက်ကလေးကိုယူပြီးတော့လမ်းလျှောက်ရင်းနဲ့နာတတ်ပါတယ်ဗျာအဲ့ဒါဆိုရင်ငောတပည့်တော်တို့မှအကုသို့ဖြစ်ပါသလားဗျာခုနပြောပါလားကိုအချိန်လိုရလားဆိုတော့နော်ဟိုလိုတကယ်တကယ်ဆရာတော်ကိုယ်တိုင်ကအချိန်မှတရားဟောနေတယ်ဆိုရင်တော့ ာကာတားတာပေါ့တ်ပါကတော့ဒါသွားရင်လာရင်အစင်းတို့တို့နားရတာဖြစ်တဲ့ကြောင့်ကိစ္စမရှိပါဘူးเนาะတ်ပါအလားတူပါပဲဗျာတပည့်တို့ TV ကဆရာတော်ဘုရားကြီးတွေတရားဖွင့်တဲ့အခါမှာနားတဲ့အခါရှိပါတယ်ဗျာအော်တခါလေတပည့်တော်တို့ကပင်ပန်းလို့ထိုင်ပြီးတော့မနာဘဲနဲ့လျှောင်းပြီးတော့နာမိတာတွေတရားကလည်းနာခြင်းနဲ့ကိုယ်ကလည်းအဲ့ဒီချိန်မှာပင်ပန်းနေတဲ့အတွက်ကြောင့်မလို့လှဲပြီးတော့နာမိတာတွေလည်းဖြစ်ပါတယ်ဗျာအဲ့ဒါဆိုရင်ကအကုသို့ဖြစ်ပါသလားဗျာခုနပြောသလိုကအကုသို့စိတ်က မယိုသေးတဲ့စိတ်မပါဘူးပေါ့ဟိုကျမ်းမာရေးရညောင်းညာကြိုက်ခဲလို့လဲတာပဲလေနော်တင်ပါဘူးဟိုဖြစ်နိုင်လို့ရှင်တော့ respect ပေးရမှာပေါ့တင်ပါဘူးဗျာဘောဘူးညောင်းညာလို့ကြိုက်ခဲလို့လဲနေတာကတော့ရတယ်လေခဏဒီလာနဲ့တအနာပတိခေါ်တာပေါ့တင်ပါဘူးကျမ်းမာရေးမကောင်းတော့တော့ကျမ်းမာရေးကောင်းနေဆိုရင်တော့ထိုင်လို့လဲဖြစ်တယ်ဆိုရင်တော့ထိုင်ပြီးတော့နာတာကောင်းဆုံးပဲတင်ပါဘူးဗျာမဖြစ်အဆင်မပြေလို့ခဏလို့ခါကြိုက်လို့ခေါင်းမူးလို့ဆိုရင်တော့လဲပြီးနာပေါ့နော်တင်ပါဘူးဗျာနောက်တပီတော့ကြားဦးတာပေါ့ဗျာဖေဟာဟိုဆရာတော်တွေစီမာတရားဟိုနာနေတဲ့အချိန်မျိုးမှာတပီတော်တို့ဒီလက်မထောက်အောင်လို့ จ้าอูบาเด้อพะเอ้อห่าห่อปาล่ะพะเอ้อห่าไม่ใส่บ่าวดิโลเล็ดเฮ็ดเด้อโอ้เงินตัวละเลยบอกเนาะติมาโหไม่ใส่บ่าวเอ้อห่าซาไปแท้มาไม่ใช่บ่าวเนาะติมาญาติมาญาติจริงจริงมุยอ่ะโหย้ายเนะโลเว้ทินโลบอกด่าบ่าดาซาไปเนะတော့ไม่ใส่บ่าวติมาบ่าวญาติจริงจริงมุยอ่ะจ้ะတော့ดาเล็ดถอดดาย้ายเนะบ่อค้าถอดดาถอดดาไม่ก้าวบ่าวเลยเด้ออะจังตัวก็ไม่ถอดดาโหเลยบอกด่าบ่าซาไปมาတော့ไม่ใช่บ่าวล่ะเด้อ တင်ပါပါခင်ဗျာနောက်တပည့်တော်တို့စာအဘိဓမ္မာသင်တန်းတို့ဘာတို့မှာဆရာတော်တွေသင်တဲ့အခါမှာဆရာတော်တွေကတော့မတ်တက်ပဲလမ်းလျှောက်ပြီးတော့သင်ရပါတယ်ခင်ဗျာတပည့်တော်တို့ကအောက်မှာတော့ထိုင်ပြီးတော့နားတာပေါ့ခင်ဗျာအဲ့ဒါဆိုရင်တော့ဆရာတော်တွေမှာရောအာဘတ်သင်ပြီးတပည့်တော်တို့မှာရောအကုသိုလ်ဖြစ်ပါသလားခင်ဗျာသူပါဠိစာဆိုရင်တော့ဒါအာဘတ်သင်တာမဟုတ်ရအောင်ပေါ့နော်သူမတ်တက်ရက်ပြီးဟောတာတော့လမ်းလျှောက်ပြီးဟောတာတော့မလုပ်အောင်ဟုတ်ဒါမဲ့မြန်မာလိုသင်တာဆိုတော့အာဘက်မသင်မပြောမှာပေါ့နော်ဟိုတော့ခုနကဝီနီတော်မှာကသူကပါဠိစာကိုသင်တယ်အာဘက်သင်တယ်လို့ပြောတာဟုတ် ်ပါတော့ပါဠိစာမဟုတ်ဘဲနဲ့မြန်မာလိုရှင်းပြတာမြန်မာလိုပြောတာကိုကြတော့မတရက်လက်လျှောက်ပြောလို့ရတယ်တင်ပါပါပါဠိစာဆိုရင်တော့မရဘူးနော်တင်ပါပါဗျာတင်ပါရှင်ပြာရှင်ပြာတပီတော့အခုတင်ပါတယ်ရှင်ပြာကဲအဲ့တော့ဒါကတော့ပေါ့နော်ကျွန်တော်တို့ဓမ္မချစ်ခင်သူတော်စင်အားလုံးအနေနဲ့ဒါကတော့ကျွန်တော်တို့ဆရာတော်အပြာလင်္ကာရရဲ့ဒါဓမ္မအမေးဖြေလေးတွေကိုကျွန်တော်တို့ live ပါ live မှတ်သားကြတော့ပေါ့နော်အဲ့တော့အဆုံးထိ လိုက်လံပြီးတော့나유မှတ်သားကြတဲ့ဓမ္မချက်ကင်သူတော်ဆရာအားလုံးကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်လို့เนาะအဲ့တော့ဆရာတော်ဖျားလည်းအရှင်ဖျားတပည့်တော်ဥတည်ပါတယ်ရှင်ဖျားဆရာတော်ဖျားလည်းတက်ရှင်ကျမ်းမှာဆေးချမ်းသာပြီးတော့ဗောနော်လူရင်ဆန္ဒများလည်းပြပါစေဆရာတော်ဖျားကျမ်းမှာပါချမ်းသာပါစေဗောနော်အခုလိုဆရာတော်ဖျားရဲ့ဓမ္မအမိဖြစ်လို့တပည့်တော်တို့나유မှတ်သားရတဲ့အတွက်လည်းတပည့်တော်တို့အနေနဲ့တကယ်ကိုအကျိုးရှိပါတယ်လို့เนาะအဲ့တော့အားလုံးတို့လည်းအကျိုးရှိတဲ့ဒါဓမ္မအမိဖြစ်လေးဖြစ်ပါတယ်အဲ့တော့အားလုံးအနေနဲ့ချိန်နေတတ်မယ်လို့ပြောလိုက်ပါတယ် အားလုံးလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာအဆုံးဒီလိုက်ပါကြည့်ရှုပေးတဲ့ဒုတိယချင်းစီရန်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာ